င်္ဂလာပါရှင်ကျမကတော့ရုံးမိတ်ကိုပါမနေ့ကဖြစ်ပျက်ခဲ့မြတ်သတင်းတွေတဲကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတို့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့လေးမျက်နာပန်းတော်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းစစ်ကောင်စီတပ်တွေလာရှို့မျိုးတဲ့ပြန်လည်ဝင်ရောက်လာတဲ့သတင်းအန်ယူဂျီနဲ့စစ်ကောင်စီတို့အပြန်အလှန်ကန့်ကွက်မှုမရှိဘူးလို့မလေးရှားဝန်ကြီးချုပ်ပြောတဲ့သတင်းတပိတ်ချင်းနဲ့စင်ကူးကိုလေးချောင်းတိုက်ခိုက်လို့ပြည်သူ73ဦးထက်မနည်းတေဆုံးတဲ့သတင်းတောင်သာမြို့နယ်ကိုစစ်ကောင်စီလေးချောင်းမှပုံကျဲတိုက်ခိုက်ရာ ပြည်သူ၃ဦးသေဆုံးတဲ့တည်းယူကရိန်းစစ်ပွဲဆုံးသက်ရင်ခြေနေမတိုးတက်ရင်ဂျားပွဲစားလောက်တာရက်တော့မယ်လို့အမေရိကန်ပြောတဲ့တည်းအစားရှိတဲ့တည်းတွေကို တင်ဆက်ပေးပါမယ်ပထမဆုံးတည်းအနေနဲ့လေးမျက်နာပန်တော်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေတဲ့တည်းကိုတင်ဆက်ပေးပါမယ်အေယာဝတီတိုင်းဟင်္ဒရာခရိုင်လေးမျက်နာမြို့နယ်ပန်တော်ကြီးရွာမှာစစ်ကောင်စီတပ်နဲ့အေအေပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျာ ပြီးခဲ့တဲ့ဧပြီလ15ရက်အကြက်နေ့မှစတင်ပြီးတိုက်ပွဲပြင်းထန်နေတာပါစစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်တွင်းနေမြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့စစ်အင်အားတိုးမြင့်တာနဲ့ကင်းစခန်းတွေတိုးမြင့်တည်ဆောက်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ကောင်စီနဲ့အေယာဝတီတိုင်းတွင် ထိုးစစ်ဆင်လာတဲ့အေအေပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေဟာပြီးခဲ့တဲ့ဧပြီလဇန်ပိုင်းမှာအနည်းငယ်ညင်သက်သွားခဲ့ပေမဲ့ကြံကာလအတွင်းမှာအပြန်အလှန်ပြစ်ခတ်မှုတွေပြန်လည်စတင်နေတာလို့သိရပါတယ် ဧပြီလ18ရက်နစ်စန်တရနေ့ညပိုင်းမှာတော့ပန်နိုဂျီရွာတဲကစစ်ကောင်စီတက်စကန်ချထားတဲ့နေရာကိုအေကထိမ့်ချုပ်နိုင်ရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နောက်ထပ်သတင်းတွေနဲ့စစ်ကောင်စီတက်တွေလာရှိုးမြို့တဲပြန်လည်ဝင်ရောက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရဲကိုမနေ့ကဧပြီလ18ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ဒီဝင်ရောက်မှုကို WATA UWSA နဲ့ ကိုကန်တန် MNDA တို့ကလုံခြုံရေးယူပေးခဲ့တယ်လို့သတင်းများအရသိရပါတယ်။မနေ့ကမနက်ပိုင်းမှာပဲလာရှိုတီဘောလမ်းပိုင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေရင်တန်းနဲ့မြို့ထဲဝင်လာသလိုလာရှိုမြို့လေရင်ကွင်းစီရဟတ်ရင်နဲ့ပို့ဆောင်ပေးတာတွေရှိနေတယ်လို့လည်းသိရပါတယ်။လာရှိုနဲ့မိုင်40ကန်သာဝေးတဲ့မိုင်းရယ်မြို့ကနေစစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလိုက်ပါလာတဲ့ရင်တန်းထွက်ခွာလာခဲ့တာလို့သိရပါတယ်။ နောက်ထပ်သတင်းအနေနဲ့ NUG နဲ့စစ်ကောင်စီတို့အပြည့်အလန်ကန့်ကွက်မှုမရှိဘူးလို့မလေးရှားဝန်ကြီးချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအနာသိစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့မြို့သားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကိုတည်တံ့တွေ့ဆုံခဲ့ရာဘယ်ဘက်ကမှကန့်ကွက်တာမရှိခဲ့ဘူးလို့မလေးရှားဝန်ကြီးချုပ်ကမနေ့ကအတည်ပြုဖော်ပြပါရတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝဲရဲ့စီစဉ်ပေးမှုနဲ့ဘန်ကောက်မြို့မှာမလေးရှားဝန်ကြီးချုပ်နဲ့မြန်မာစစ်ကောင်းဆောင်တို့လူချင်းတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မနေ့ကမနက်ပိုင်းမှာတော့မလေးရှားဝန်ကြီးချုပ်ဟာအွန်လိုင်းကတစင် NUG အစိုးရဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မိနစ်၄၀ကြာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။နောက်ထပ်သတင်းအနေနဲ့တပိတ်ချင်းနဲ့စင်ကူးကို လေကြောင်းတိုက်ခိုက်လို့ပြည်သူ၃၃ဦးထက်မနည်းတေဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်းဆောင်နဲ့အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်တို့တွေ့ဆုံပြီးမှပဲစစ်ကောင်းစီတပ်ကတပိတ်ချင်းနဲ့စင်ကူးမျိုးနယ်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ73ထပ်မင်းတေဆုံးခဲ့ရပါတယ်မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်လက်ကြကြေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ၁၂ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် မနေ့ကနေကင်းပိုင်းမှာစင်ကူးမြို့နယ်ကြီတောက်ပေါက်ကြီးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်တနေ့ကညနေပိုင်းကလည်းစင်ကူးမြို့နယ်နတ်တောင်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာမြို့သမီးတဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။နောက်ထပ်သတင်းလေးနဲ့တောင်သာမြို့နယ်ကိုစစ်ကောင်စီလေကြောင်းမှပုံကျဲတိုက်ခတ်ရာပြည်သူ၃ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကမန္တလေးတိုင်းတောင်သာမြို့နယ်ရှိနန်းတီကျေးရွာကိုမနေ့ကနေကင်း၃နာရီကန်ကလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့မိထီလာလေးဒက်စခန်းကတက်လာတဲ့ Jet Fighter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးမျိုးသမီး၃ဦးသေဆုံးပြီး6ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းအနေနဲ့ယူကရိန်းစစ်ပွဲဆုံးသက်ရင်အခြေအနေမတိုးတက်ရင်ဂျားပွဲစားလုပ်တာရပ်တော့မယ်လို့အမေရိကန်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲဆုံးသက်ရင်သဘောတူညီချက်တရရရှိဖို့တိတာထင်ရှားတဲ့အရေးလက္ခဏာမရှိဘူးဆိုရင်ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဂျားပွဲစားလုပ်တာကိုရပ်တန့်မယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ယူကရိန်းဥရောပခေါင်းဆောင်တွေနဲ့ပြည်ထောင်နိုင်ငံပါတီမျိုးမှာတွေ့ဆုံပြီးနောက် ယူကရိန်းစစ်ပွဲရေးထုတ်ဖော်ပြောဆိုလာတာဖြစ်ပြီးသမနာထရန့်ဟာသဘောတူညီချက်အတွက်စိတ်ဝင်စားနေသေးပေမယ့်ကမ္ဘာတဝန်းမှာတခြားဦးစားပေးကိစ္စတွေရှိနေတဲ့အတွက်စစ်ပွဲဆုံးသက်ရေးတိုးတက်မှုမရှိရင်ကြိုးပမ်းမှုတွေကိုဆုံးသက်ဖို့ဆန္ဒရှိနေတယ်လို့သူကပြောပါတယ်။ကျွန်ဒီဘက်မှာနိုင်ငံခြားဝန်ကြီးရူဘီယိုနဲ့အတူထရန့်နဲ့အထူးကိုယ်စားလှယ်စတီဝစ်အော့ဖ်လည်းတက်ရောက်ခဲ့ပါတယ်။ယူကရိန်းရေးနဲ့ပတ်သက်ပြီးဒီအစ်မြင့်ဆွေးနွေးပွဲတွေဟာစီလုံးချဖို့အချိန်ခါဖြစ်ပြီး ပါဝင်သူတိုင်းဟာငြိမ်းချမ်းရေးအတွက်တန်နိထန်ချထားကနောက်တစ်ပတ်တွင်လန်ဒန်မှာဆက်လက်ဆွေးနွေးသွားမယ်လို့ပြင်သစ်သမ္မတမက်ခရိုကပြောပါတယ်။ရုရှားရဲ့နေစဉ်တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းမှာလူသိမ်းဆိုးမှုတွေဖြစ်ပွားနေခြင်းသဘောတူညီချက်တည်းအတွက်ရုရှားကိုဖိအားပေးဖို့ယူကရိန်းသမ္မတဇလန်စကီကအစည်းအဝေးမှာဥရောပကောင်ဆောင်တွေကိုတိုက်တွန်းခဲ့ပါတယ်။ဒီတော့တွင်အမေရိကန်နဲ့ယူကရိန်းတို့ကြားတွင်းထွက်ဆိုင်ရာသဘောတူညီချက်တည်းရက်ကို လက်မှတ်ရေးထိုးသဘောတူခဲ့ပြီးနောက်မဲ့သတင်းပတ်မှာပြီးသက်မယ်လို့ဒေါ်နယ်ထရန့်ကပြောပါရယ်ဒါဟာအင်ဂျူရောမှာယူကရိန်းသမ္မတဇလန်စကီးနဲ့ဒေါ်နယ်ထရန့်တို့စကားချေတင်များပြီးနောက်ပြက်ပြားခဲ့တဲ့သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေးပြန်လည်တက်ဝင်လာတာဖြစ်ခါပြူသဘောဆောင်ပြီးအရေးကြီးတဲ့ပနာမခြေလမ်းဖြစ်ကြောင်းယူကရိန်းသမ္မတဇလန်စကီးကပြောပါရယ်မနေ့ကတည်းကဖြစ်ပျက်ခဲ့သမျှသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးတွေရွေးချယ်ကောင်းတော့ င်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်